ဝင်ကြည့်ပြကြသူအားလုံးပဲမင်္ဂလာပါဒါတော့ 3D ဒီဒီချိန်မှာတကွင်းကျော်အနေထားနဲ့၃ချိန်ဆက်ဖြစ်နေခြင်းရှိတယ်ဖြစ်နေခြင်းလေးတွေကိုဆက်ပြီးတော့ပေါင်းစပ်ယူဆမှာဒါအပေါ်၄ချိန်ဖြစ်ခဲ့တဲ့အတိုင်းပဲ၃ချိန်မြောက်ကိုတကွင်းကျော်အနေထားနဲ့လိုက်ယူကြည့်မှာကိုယ်အမြင်အထင်ယူဆတိုင်းတာဆက်ဖြစ်ရင်ကွတ္တိဖြစ်သွားဖို့ပေါ့ဆိုတော့ဒီ၁၆ချိန်မှာကွတ္တိဖြစ်ပါစေဆုတောင်းပေးပါတယ်ကျွန်တော် အကောင်းဆုံးဖြစ်နိုင်ခြေတစ်ခွက်နဲ့ဒါဒုတိယအကောင်းဆုံးနှစ်ခွက်ပြီးတော့ဆက်ခွက်မှုတစ်ခုဒါပထမကဆက်ခွက်မှုဖြစ်နိုင်ခြေကိုအရင်အရင်ယူဆမယ်သူကဒီလိုရှင်းနှလုံးပေါင်းခြင်းနဲ့နောက်နှလုံးပေါင်းခြင်းပေါ့ဒါယူဆထားတဲ့အတိုင်းဖြစ်လို့ရှိရင်ခဏဆက်ခွက်နယ်တွေကိစ္စပြတ်တယ်ဒီသုံးလုံးပေါင်းခြင်းနှစ်ဒီသုံးလုံးပေါင်းခြင်းနှစ်ဒီလိုဖြစ်တာသူ့အောက်တခွင်ကျော်ဒုတိယအကြိမ်မှာ ဒီ၃လုံးပေါင်းခြင်း၃ဒီ၃လုံးပေါင်းခြင်း၃၃လုံးပေါင်းခြင်းတန်ဖိုးလေးတွေဒီလိုအပေါ်နှစ်ချင်းမှာဒီလိုတူညီမှုလေးဖြစ်တာအဲ့ဒီအတိုင်း၃ချင်းဆက်ဖြင့်ဒီ၃လုံးပေါင်းခြင်း၅ဒီ၃လုံးပေါင်းခြင်း၅ဒီလိုဖြစ်မှာဒါဆိုရင်၃လုံး၅ဖြစ်ဖို့အတွက်ရှင်း၃လုံးပေါင်းခြင်း၆ကိုထည့်ပေးရမှာပထမတစ်ချိန်မှာ၃လုံးပေါင်းခြင်း၄ဆိုတော့ ပေါ်မှာ၈တလုံးရှိနေတယ်၈နှလုံးပေါင်းချင်းတန်ဖိုးပါ၄၈၆ရှိတဲ့ချောက်လည်းဒီလိုဖြစ်သွားတယ်ဒုတိယအချိန်မှာလည်း၃လုံးပေါင်းခြင်း၃၃လုံးပေါင်းခြင်း၃တွေ့ခြင်းမှုဖြစ်တဲ့ပုံမှာ၃တလုံးရှိနေတယ်၃လုံးပေါင်းခြင်း၃ဖြစ်ဖို့အတွက်ရှင်းနှလုံးပေါင်းခြင်း၃ညထည့်ပေးရတယ်၃ညဖြစ်သွားတယ်၆လေးအဲ့ဒီအတိုင်း၃ချိန်ဆက်ဖြစ်ဒီ၃လုံးပေါင်းခြင်းကဒီ၃လုံးပေါင်းခြင်းကဖြစ်ဖို့အတွက် ပေါ်မှာ၉တလုံးရှိနေလို့ရှင်းနှလုံးပေါင်းခြင်းတန်ဖို့၆ထည့်ပေးရမှာဆိုတော့ဒုတိယမှာ၆ပရိတ်ပေါ့တုံညာ၆တင်ငါပါညာနဲ့အလည်းမျိုးဆဲတွေ့ရကနကကနလို့ဆဲတွေ့ပြီးတဲ့ကနောက်နှလုံးပေါင်းခြင်းနောက်နှလုံးပေါင်းခြင်းဒီ၃လုံးပေါင်းခြင်းတန်ဖို့၆ ဒီသုံးလုံးပေါင်းခြင်းတန်ဖိုး6သုံးလုံးပေါင်းခြင်းတန်ဖိုးနှစ်ခုဒီပုံစံနဲ့အပေါ်နှစ်ချိန်မှာတူညီမှုရှိထားတယ်ဒီသုံးလုံးပေါင်းခြင်းကဒီသုံးလုံးပေါင်းခြင်းနဲ့ငါဒီလိုဖြစ်ထားတယ်အဲ့ဒီပုံစံအတိုင်းသုံးချိန်ဆက်ဖြစ်နေဒီသုံးလုံးပေါင်းခြင်းခွန်ဖြစ်ထားတယ်ဒါကြောင့်ပုံစံတူကွဋ္ဌိဆက်ဖြစ်ခဲ့ဒီသုံးလုံးပေါင်းခြင်းခွန်လို့ဆက်ပြီးတော့ဖြစ်သွားတယ် ဒါဆိုရင်သုံးလုံးခွန်ဖြစ်ဖို့အတွက်နောက်နှလုံးပေါင်းခြင်းသုံးရဖြစ်မှာဒါအပေါ်ဆုံးချိန်မှာဆိုရင်သုံးလုံးပေါင်းခြင်း6သုံးလုံးပေါင်းခြင်း6အပေါ်မှာ5တလုံးရှိနေတယ်ဆိုတော့နောက်နှလုံးပေါင်းခြင်းတန်ဖို့ဟာ1ဆိုတော့ရှင်းရှင်းနှလုံးပေါင်းခြင်းတန်ဖို့4နဲ့နောက်နှလုံးပေါင်းခြင်းတန်ဖို့1ဒါကဏ္ဍ10ကွက်ထွက်တယ်ကဏ္ဍ10ကွက်ဒီထက်ဟာ865ဆိုပြီးတော့ဖြစ်သွားတယ်ဒုတိယချိန်မှာလည်း ဒီသုံးလုံးပေါင်းခြင်းကဒီသုံးလုံးပေါင်းခြင်းကဆိုပြီးတော့ဖြစ်တယ်ဒီကအပေါ်မှာ၅တလုံးရှိနေတယ်ဆိုတော့သုံးလုံး၅ဖြစ်ဖို့အတွက်နောက်နှလုံးပေါင်းခြင်းတန်ဖို့၃ညဒီလိုဖြစ်တယ်ဆိုတော့ရှင်းနှလုံးပေါင်းခြင်း၃ညနောက်နှလုံးပေါင်းခြင်း၃ညကဏ္ဍ၁၀ကွက်ထွက်တယ်အဲ့ဒီထက်က6 4 6ဆိုပြီးတော့ဒါဖြစ်သွားတယ်။နှစ်ကျင်းဒီလိုဖြစ်သွားတယ်။ဒီဒီပုံစံနှစ်ခုပေါင်းဆက်ပြီးတော့အပေါ်နှစ်ကျင်းဖြစ်ထားတယ်ပေါ့ ။ဆိုတော့အဲ့ဒီအတိုင်း၃ချိန်ဆက်ဖြစ်မယ်ဆိုဒီ၃လုံးပေါင်းခြင်းခွန်ဒီ၃လုံးပေါင်းခြင်းခွန်ဖြစ်မယ်ဆိုရင်နောက်နှလုံးပေါင်းခြင်းတန်ဖို့၃ညဒီလိုဖြစ်မယ်။ဒီပုံစံလေးဆက်ပြီးတော့မှရှင်းနှလုံးပေါင်းခြင်း၆နဲ့နောက်နှလုံးပေါင်းခြင်း၃ညတိုက်ဆိုင်သွားမယ်ဆိုရင်ကဏ္ဍဆက်ွက်ပဲထွက်မယ်။၃ည၆ဆိုရင်လေးပိတ်တယ်တင်ငါဆိုရင် ငါးပိတ်ထဲဆိုတော့ဒါရှင်းနှလုံးပေါင်းခြင်း6နှလုံးလုံးပေါင်းခြင်း3ရဒီလိုဆက်ပြီးတော့ပေါင်းဆက်သွားမယ်ဆိုရင်ဒီကဏ္ဍဆက်ွက်ထက်မှာပေါက်ွက်တကွက်ပြင်းမလို့ပါမှာဆက်ဖြစ်ရင်ပြောတာနော်ဆက်ဖြစ်ရင်ပြင်းမလို့ပြီးတဲ့အခါကျမှနှစ်လေးဆိုရင်6ထက်ပြီးတော့3 3ဆိုရင်9ထက်လေးနှစ်ဆိုရင်8ထက်ပြီးတော့ ့၅၁ဆိုရင်၉အထက်၆၃ညဆိုရင်၃ညထက်၇ကိုဆိုရင်၁ထက်၈၈ဆိုရင်၂ထက်၉ခုဆိုရင်၃ထက်ဒီလိုကနန်းဆက်ကွက်ရှင်းနှလုံးပေါင်းခြင်း၆နှာနှလုံးပေါင်းခြင်း၃ညတကွင်ကျော်အနေထားနဲ့အပေါ်နှစ်ကြိမ်မှာတော့ကွတ္တိစုံစည်းပြီးဖြစ်တာလေ။၃ကြိမ်ကွတ္တိဆက်ပြီးတော့မှစုံစည်းသွားရင် ဒီဆက်ကွက်နေတဲ့ပောက်ကွက်ပါမှာဒါအကွက်တထောင်ကိုဆက်ကွက်နေအလောင်းအစားလုပ်တာတန်းနေဆက်ဖြစ်ရင်ဖြစ်မှာပဲအဲ့ဒီထက်ရမှာဒါကိုကြိုက်တဲ့ break တို့ထိတ်တို့အလဲတို့အပိတ်တို့ဒီလိုဟာတွေကိုကိုကြိုက်တဲ့ကိုဖြစ်မဲ့ထင်တာနဲ့ရွေးပြီးတော့သုံးပေါ့တကယ်လို့ဒီမှာဟိုဟိုခွန်ခွန်ထိတ်တို့ဘာတို့ညာကြိုက်တယ်ဆိုရင်ဒါခွန်ကိုတိ ခွန်ကိုအလဲအကျိုက်တယ်ဆိုလို့ရှိရင်ကိုခွန်ပြီးတော့ခွန်ကိုထိတ်ကကျိုက်တယ်ဆိုရင်ဟိုခွန်ကိုပိတ်ကကျိုက်တယ်ဆိုရင်၃၃ခွန်ဒီလိုမျိုးပေါ့အဲအဲ့အဲ့ဒီလိုမျိုးပဲတာကိုကျိုက်တယ်ခဏတလုံးထိတ်လဲပိတ်ရွေးထိုးလိုက်ခဏ၃ခွက်ပဲကိုယ်၃ညတလုံးကျိုက်တယ်ဆိုဒီမှာ၃ညထိတ်မှာတစ်ခွက်ရှိမယ်၃ညအလဲမှာတစ်ခွက်ရှိမယ်၃ညအပိတ်နဲ့တစ်ခွက်ဒါမှကြတော့နောက်ကအပူဆိုတဲ့အခါနှစ်ခွက်ပဲရှိမယ် ။သုံးညတစ်လုံးအပါကြိုက်တယ်ဆိုလို့ရှိရင်သုံးညပါတဲ့ကဏ္ဍနေရွေးထိုးလိုက်။အပူဆိုရင်2ကွက်။အပူမဟုတ်ဘူးဆိုရင်3ကွက်ဒီလိုရှိမှပေါ့။ဒါပြောပြတာကြိုက်မှလို့။ပြီးတကဒီပေါင်းဒီလိုကဏ္ဍဆက်ကွက်ထည့်ရမှာပိုကောင်းပြီးတော့မှတက်ဆိုင်မှုစုံစည်းမှုညီညီညွတ်ညွတ်လေးနဲ့ဒါယူဆထားလို့ရတဲ့ကဏ္ဍတစ်ခွက်ရှိတယ်။သူကဒီပုံစံလေးယူဆထားတယ်။ဒီ၃လုံးပေါင်းခြင်းကို ဒီသုံးလုံးပေါင်းခြင်းကိုဆိုရကတာရှစ်ထည့်အဲ့ဒီပုံစံအတိုင်းအပေါ်နှစ်ချိန်မှာဖြစ်တာဒီသုံးလုံးပေါင်းခြင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ဆိုရက6ထည့်7ထည့်နဲ့6ထည့်ကဒီလိုဒီလိုပုံစံလေးနဲ့သုံးလုံးပေါင်းခြင်းတန်ဖိုးနှစ်ခုတူညီမှုဖြစ်ပြီးတော့ယူဆလို့ရထားတယ်ဖြစ်နေတယ်ဆိုတော့အဲ့ဒီအတိုင်းဆက်ပြီးတော့ယူဆ3ချိန်တူရလည်းဖြစ်သွားမှာဆိုရင် ဒီသုံးလုံးပေါင်းခြင်းကိုဒီသုံးလုံးပေါင်းခြင်းကိုဒီလိုဖြစ်မယ်။ဒါဆိုရင်လေးထိပ်တစ်လုံးဟာဆက်ပြည့်နေရေးရှိတယ်။ဒီလေးထိပ်ဟာနှစ်နှစ်ပြည့်တော့မယ်။လေးထိပ်ပြောက်သွားတာ။ဒါဒါဒီဒီဒီချိန်မှာ16ချိန်မှာအကြာကြီးပြောင်းနေတဲ့လေးထိပ်ဟာပြန်ပေါ်လာမလားတော့မသိဘူးပေါ့။ဒီလိုရစလို့ရထားတယ်။လေးထိပ် တော့ဒီမှာလေးလေးထိတ်ကဒီလိုဆက်ဖြစ်မယ်ဆိုရင်လေးထိတ်လေးထိတ်ဆိုရမ်းနဲ့ဒီမှာလေးနှစ်ရှစ်ဆိုတော့ကနန်တကွက်ရွေးလိုက်ရုံပဲလေးနှစ်ရှစ်ဆိုတော့ဒါဒီတန်းကြီးကြတော့ပော့ပြက်ပြက်ဖြစ်နေတယ်ကွာဆိုတော့အခြားကနန်းတွေကွာထပ်ပြီးတော့ပေါင်းဆက်ပါပေါင်းဆက်ရစလို့ရတယ်ဖြစ်နေကြလေးပြင်ဒါတိုက်ဆိုင်မှုရှိနေတယ်ဒီသုံးလုံးပေါင်းခြင်း၃ဒီသုံးလုံးပေါင်းခြင်း၃ သုံးလုံးပေါင်းခြင်းတန်ဖိုးနှစ်ခုဒီလိုတွင်ညီမှုဖြစ်ထားတယ်ဒီမှာ643သုံးလုံးပေါင်းခြင်း3 256သုံးလုံးပေါင်းခြင်း3အဲ့ဒီပုံစံအတိုင်းပဲဒုတိယအကြိမ်ပါလဲဒီမှာ258သုံးလုံးပေါင်းခြင်း5ဒီမှာ654သုံးလုံးပေါင်းခြင်း5ဒီလိုသုံးလုံးပေါင်းခြင်းတန်ဖိုးနှစ်ခုဒီပုံစံလေးတွင်ညီမှုဖြစ်ပြီးတော့ 6အလဲ၄အလဲဒါမျိုးလေးတွေဖြစ်ထားတယ်အပေါ်နှစ်ချိန်မှာအဲ့ဒီအတိုင်း၃ချိန်ကွတ္တိဆက်ပြီးတော့ဖြစ်မယ်ဆိုရင်ဒီ၃လုံးပေါင်းခြင်းခွန်လို့ဖြစ်ထားတယ်6 6၃လုံးခွန်ဆိုတော့အပေါ်နှစ်ချိန်ဖြစ်ခဲ့တဲ့အတိုင်းဆက်ပြီးတော့ယူဆရင်ဒီ၃လုံးပေါင်းခြင်းခွန်ဒီလိုဖြစ်မှာဒါဆိုရင်8ခွန်2 3လုံးခွန်ဖြစ်ဖို့အတွက်2အလဲတစ်လုံး ဆက်ပြီးတော့ဖြစ်နေရရှိတယ်။ဆိုတော့ဒီမှာနှစ်အလဲပြီးတော့လေးထိတ်နှစ်အလဲဆိုရင်ဒါရှစ်ပိတ်ဒီပုံစံဒီစနစ်နဲ့ပေါင်းစပ်မယ်ဆိုရင်ရှစ်ပိတ်ဖြစ်ကိုဖြစ်ရမှာ။ဆိုတော့အဲ့ဒီရှစ်ပိတ်ကလည်းဒီလိုယူဆရင်ရတယ်။ဒီသုံးလုံးကဒီနှလုံးပေါင်းခြင်းရ၃ညဒီသုံးလုံးပေါင်းခြင်းရ၆ ဒီနှလုံးပေါင်းခြင်းက1ဆိုတော့သုံးလုံးပေါင်းခြင်းနဲ့နှလုံးပေါင်းခြင်းပါဝါသွားတယ်ဖြစ်နေတယ်သုံးလုံးကနှလုံးတုံညငါးပိတ်ဒီမှာသုံးလုံး6နှလုံး16ပိတ်ငါးပိတ်6ပိတ်ဒီလိုဒီလိုဖြစ်ထားတယ်အပေါ်နှစ်ခြင်းမှာသုံးလုံးပေါင်းခြင်းနဲ့နှလုံးပေါင်းခြင်းပါဝါဖြစ်ပြီးတော့အဲ့ဒီအတိုင်းဆက်ဖြစ်မယ်ဆိုရင်ဒီသုံးလုံးပေါင်းခြင်းတုံညအဲ့ ၃ညရဲ့၃လုံးပေါင်းချင်း၃ညရဲ့ပါဝါဒီနှလုံးပေါင်းချင်း၅လို့ဖြစ်မှာဒါဆိုရင်ရှစ်ပဲဆိုတော့လင်းနှင်းရှစ်ကွတိစုံစည်းမှုရှိတယ်ဆယ်ကွက်မှုကဆယ်ကွက်မှုထဲမှာဒီဒီကဏ္ဍတစ်ကွက်လင်းနှင်းရှစ်ဆိုတဲ့ကဏ္ဍဟာထိတ်လည်းပိတ်ကွတိဒါစုံစည်းယူဆလို့ရနေတယ်ဆိုတော့အဲ့ဒီလိုရတဲ့ကဏ္ဍဟာအကောင်းဆုံးတော့ တတ်မှတ်လို့ရတယ်လင်းနေရှိအကောင်းဆုံးပြီးတဲ့အခါနောက်ထပ်နှစ်ခွက်နောက်ထပ်နှစ်ခွက်ကဒါကလေးထိတ်နှစ်လဲရှစ်အပိန်နဲ့ရှင်းလုံးပေါင်းခြင်း6နောက်နောက်လုံးပေါင်းခြင်း3ညနဲ့ကွက်တိစုံစည်းမှုရှိတယ်လင်းနေရှိဒီတကွင်းကြောင်းအနေထားဒီယူဆမှုတွေမှာလင်းနေရှိဟာအကောင်းဆုံးပြီးတဲ့အခါဒုတိယအကောင်းဆုံးနှစ်ခွက်ကိုခွန်3နဲ့ ခွန်ကိုတစ်ဆိုရက်ကနအဲ့ဒီဟာတွေရွေးချယ်ရတဲ့အကြောင်းရင်းရတာခွန်ကိုတစ်နဲ့ကိုခွန်တော်သူကခွန်ခွန်အလဲခွန်ခွန်အလဲဟာလည်းဖြစ်နေကြီးယူဆလို့ရထားရတယ်ဒီတကွင်ကြားအနေထားမှာ၃ချိန်ဆက်ဖြစ်နိုင်ကြီး၃ချိန်၃ချိန်ဆက်ဖြစ်နိုင်ကြီးနဲ့ယူဆရင်ဒီခွန်အလဲတစ်လုံးအောင်လည်းယူဆလို့ရတယ်ဒါကြောင့်ခွန်ခွန်အလဲပါတဲ့ကနကိုခွန်တော်ကို ဒုတိယရွေးလိုက်တယ်ပြီးတဲ့အခါတစ်အပိတ်တစ်အပိတ်တစ်လုံးကလည်းသုံးချိန်မြောက်ဆက်ပြီးတော့ယူဆကြည့်လို့ရထားတယ်ဆိုတော့အဲ့ဒီကဏ္ဍလေးတွေပါဒါသူကတစ်ပိတ်နဲ့ဆိုရင်ခုံကိုတစ်ဒီလိုကဏ္ဍနဲ့ဖြစ်မယ်ဆိုတော့စုစုပေါင်းဒါ10ခွက်ထက်ရနေပြီးတော့မှ3ခွက်ကိုပထမအကောင်ဆုံး၄နှစ်ရှိဒုတိယအကောင်ဆုံး2ခွက်ကခုံကိုတစ်နဲ့ကိုခုံ3ဒီ2ခွက်ရွေးတဲ့အခါဒီမှာဂျန်ကဏ္ဍ9ခွက်ရှိမယ် ကျန်ခုနှစ်ခွက်ကတော့အရန်သဘောပေါ့ဒါကကျွန်တော်အမြင်အထင်နဲ့ပြောပြတာအားလုံးအတူတူပဲအားလုံးဖြစ်နိုင်ခြေရှိတယ်ရှင်းနှလုံးပေါင်းခြင်း6နောက်နှလုံးပေါင်းခြင်း3ညအမှန်အကန်ဆက်ဖြစ်မယ်ဆိုရင်ဒီကနန်းဆက်ခွက်လုံးကထိုးတင်တဲ့ကနန်းပဲဆက်ဆက်ခွက်လုံးလားထိုးပြင်းမလို့ဘူးဆိုတော့ဖြစ်မဖြစ်တော့မသိဘူးအပေါ်နှစ်ချိန်မှာတော့ဖြစ်ထားတာပဲ၃ချိန်ဆက်ဖြစ်ခဲ့ရင်ကွတိကြပါလိမ့်မယ်ယူဆထားတဲ့အတိုင်း ဆက်ကိုချိန်မှာကွတိဆက်ဖြစ်ပါစေ အကောင်းဆုံးဖြစ်မယ်ထင်ထားတယ်လေးနှစ်ရှစ်ဆိုတဲ့ခဏကလည်းကွတိဝင်ပြီးခံကောင်းကြပါစေစွတ်တုံးပေးပါတယ်ကျွန်တော် channel ကို subscribe မလုပ်ထားရသေးလို့လုပ်ထားခြင်းနဲ့ဆိုရင် လုပ်ထားပေးပါဖြစ်နိုင်မယ်ဆိုရင် VPN ခံပြီးတော့ကြီးပေးပါတေးသေးချာချာတဆင်းချင်းနားလည်အောင်ကြည်ပြီးတဲ့ခါမှာဒါကိုကောင်းမထင်တာကိုကြိုက်တာကိုပိုအာယုံကြတာဒီလိုဖြစ်နေခြေလေးတွေကိုရွေးချယ်ပြီးတော့တော့ ဒီကနန်းဆက်ွက်ထားရလဲကိုကြိုက်တယ်ထိတ်ကိုကနန်းတလုံးကနန်းတလုံးကြိုက်ရင်အဲ့ဒီကနန်းတလုံးပါတဲ့ကနန်းနှစ်ွက်တော့မဟုတ်သုံးွက်ရှိမယ်အဲ့ဒါတွေရွေးထိုးလိုက်ဒါဆိုရင်ဒါကိုကြိုက်တန်နဲ့ဒီမိုစနစ်တိုက်ဆိုင်သွားမယ်ဆိုရင်အကွက်နဲ့နဲ့နဲ့ကွက်တီကြပါဒါကတော့တဲယူဆမှုပဲဖြစ်ရင်တဲပဲရှင်းနှလုံးပေါင်းချင်း၆နှလုံးပေါင်းချင်း၃ညတာဖြစ်ဒီ ဒီဒီဆက်ကွက်ထိုင်ရအတိုင်းပြေကုန်မလို့ဘူးဒီတိုင်းပဲဖြစ်မှာဆိုတော့အဲ့ဒီလိုမျိုးပဲကွက်တီဖြစ်ပါစေအရွေးအကြိုက်မှန်ပြီးတော့ကောက်ကြပါစေဆုတောင်းပေးပါတယ်